ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ wine soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာဂစာနီတွေနဲ့တူအခါအားလျော်စွာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ပရိုမိုကုတ်ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျမန်နီထော့အစီအစဉ်လေးကိုဒါတင်ဆက်ပေးဖို့အချိန်ကျလာပါပြီဒီနေ့အစီအစဉ်မှာတော့ကျွန်တော်နဲ့တူတာပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့စီတူကနေပြောမှာပဲပရီးမီးယားလိ ဒါပွဲစဉ်30ပြီးအခြေအနေတွေနောက်ထပ်မင်းရကစားသွားတဲ့ Manchester City နဲ့ Bournemouth တို့ပွဲစဉ်ကြောင်းတော့ Newcastle နဲ့ဒါ West Ham ကိုမှကစားသွားတဲ့ West Ham နဲ့ Newcastle ပွဲစဉ်ကြောင်းလေးကိုလည်းဒါတင်ဆက်ပေးဖို့ရှိပါတယ်။စီစီမင်္ဂလာပါညီမင်္ဂလာပါဗျ။မင်းတို့ကဒါနှစ်ပွဲစလုံးကတော့အရှင်သင်းတွေက3-1ဆိုတဲ့ရလဒ်တွင်နဲ့အတိအကျနိုင်သွားတယ်ဗောလေမန်ချက်စတာစီးတီးကလည်းဘုံဘောက်ကို3-1ဝက်ဆန်ကလည်းဒါနျူကာဆယ်ကို3-1နဲ့ဒါနိုင်သွားတယ်။ပြီးဆုံးတော့ဒါကိုတော့ဒါမန်ချက်စတာစီးတီးပွဲအကြောင်းလေး ြောဖို့ရှိမယ်ထင်ပါတယ်ဒါ City နဲ့ဘုံမော့တို့ဘွဲကတော်တော်လေးလည်းမြိုင်ပါတယ်နှစ်သင်းလုံးကတကယ်ကိုလုံးထိုးပြီးတော့မှအပြန်အလှန်တိုက်စစ်တွေဖွင့်ပြောမှကစားပါရတယ်။အဲဘွဲဆ9မိနစ်လောက်ပါတယ်ထင်တယ်အခုထင်တာဒါကူဒါဘုံမော့ကကူစားသွင်းတာပေါ့နော်ဒါ cancel ဖြစ်သွားခဲ့တယ်။ဟိုဘွဲဆကလည်းပြောချင်တာဘွဲဆပြီဆိုတဲ့နယ်ကိုနှစ်သင်းလုံးကဒါတိုက်စစ်ဖွင့်ပြောမှကစားတယ်ဘုံမော့ကလည်းဟို City Queen ဆိုပေမဲ့မရှိမဲနဲ့သူ့ရဲ့ပုံစံတိုင်းပေါ့နော်အပြန်လာတိုက်စစ်ဖွင့်ပြောမှကစားတော့တော်တော်တွေ့ရပါလိမ့်ကြီးဒီပွဲလေးကိုဒါစီတူရဲ့အမြင်လေးစပြီးတုံးတက်ပြပါဦးကြီး ဟုတ်ကောဒါ electric fire mesh ပေါ့နော်နှစ်သင်းစလုံးကမြင်းမြန်ဆန်ဆန်ပဲတိုက်စစ်ကိုပုံဖော်ပြီးကစားကြတယ်အဲအဲကြောင့်လည်းကြည်ကောင်းခဲ့တယ်ပေါ့နော် Manchester City မှာတိတာထင်ရှားတဲ့ပြောင်းလဲမှုတွေမြင်နေရတယ်ပေါ့နော်အရင်ကဆိုရင်တော့ဒီအသင်းကနည်းနည်းလေးအိုင်နေအချိန်ယူတယ်ပေါ့နော်ဘောလုံးကိုကင်ပြီးတော့ဖြည်းဖြည်းချင်းတရစ်ချင်းတတ်တဲ့ပုံစံမျိုးအခုကအဲ့ဒီပုံစံကိုတော့လွတ်ပြစ်လိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အများကြီးကို တောင်းလိုက်သွားတယ် vertical play တွေကျွန်တော်တို့မြင်ရတယ်ခက်မြင်မြင်သွားတာတွေကိုမြင်ရတယ်ပြီးတော့ကိုယ့်ဘက်က position ကင်ပြီးတော့ချောင်းနေရာမျိုးတဲ့ဆိုင်ဒီ action တွေကိုခက်မြင်မြင်လှုပ်ပြီးတော့ချိန်ဆက်ပြီးတော့ဒီရှေ့မြင်မြင်ရအောင်သွားတာမျိုးကိုမြင်ရတယ်ပေါ့နော်အဲအားကြောင့်လဲပို့ပြီးတော့အဲဒီကြွရွရနေခဲ့တာပေါ့နော်ဟိုဘုံမောက်ကတော့ငိုကလေးကိုကအဲ့လိုကစားတဲ့အသင်းဟိုမစီဒီပါအဲ့လိုကစားတာဖြစ်တဲ့အတွက်ဒီပွဲကဘောလုံးကဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နှစ်သင်းစလုံးတိုက်စစ်ဆင်နေရအပြည့်နဲ့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ Super Sunday ပွဲကကြည့်ရတာထိုက်တန်ခဲ့တယ်။မန်စီးတီးကလည်းထိုက်တန်တန်ကိုအနိုင်ရသွားတယ်ပေါ့နော်။အဲ့တော့3-1ထက်လည်းပိုနိုင်တဲ့အခွင့်အရေးမျိုးတွေကိုသူတို့ဖန်တီးနိုင်ခဲ့တယ်။ပြီးခဲ့တဲ့ရာသီကိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်မန်စီးတီးက5ကန်သွင်းခွင့်နေအပိုင်ခွင့်ရေးတွေမရခဲ့ဘူးပေါ့နော်။နဲတယ်ပေါ့ဖန်တီးနိုင်ဆိုတာ။အခုအချိန်မှာတော့အဲ့ဒီအအနေထားကလာလုံးဝပြောင်းသွားပြီ။အခွင့်အရေးတွေပို့ပြီးတော့ရလာတယ်သူတို့ကောင်းနေစဉ်ကအတိုင်းအခွင့်အရေးတွေရလာတော့ကျွန်တော်တို့ဟိုမြင်ရတယ်ပေါ့နော် ပြီးတော့ခန်စစ်ကတော့ လိုအပ်ချက်လေးတွေတော့ရှိနေတော့မယ်ဒါပေမဲ့ပို့ပြီးတော့ပေါ့နော်ပြည်လဲလာရဲ့လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ပြိုင်ဘက်ကိုဘောလုံးပို့ပြီးတော့ပေးကစားထားတယ်ပေါ့နော်ဘုံမောက်အနေနဲ့ဒီဒီဘောလုံးမဆက်ဘူး90ဝန်းကျင်လောက်ရလာတယ်ပေါ့နော်အရင်တော့ဆိုရင်မန်စီးတီးနဲ့ကစားတဲ့အသင်းတွေအလောက်ရဖို့ဆိုတာဟိုအိမ်မက်ပဲပေါ့လေတောင်ပို့အဲ့တော့အခုကတော့ဘသူပဲဖြစ်ဖြစ်ဘောလုံးအများကြီးပေးထားတယ်ကိုဘက်ကနေဒီကောင်တာအတက်ခင်းတွေကစားတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဆိုရင်ဟာလန်ရဲ့ဂိုးတွေကြောင့်ဒါ first break ကနေ twin တဲ့ ကိုတရားဒီမှာ၄ခုရှိလာပြီအဲ့မနေ့ကတရားဒီလုံးမှာ၃ခုပဲသွင်းခဲ့တယ်ပေါ့နော်အဲ့တော့အခု၄ခုရှိလာပြီဆိုတော့ဒါကပဲ Manchester City ရဲ့ပြောင်းလဲမှုကိုဒါအပြေအဝပြခဲ့တယ်ဒီပွဲမှာကတော့ Haaland ကိုလည်းဒါလုံးဝကိုအတိမပြူရမယ်ခြေစွမ်းပြီးတော့ Guardiola ဒီပွဲမှာပွဲထုတ်သွားတယ်သူတို့ရဲ့ဒီအကောင်အဝပုံစံရနေကြလူစင်းပေါ့နော်ဒီကို O'Reilly က LB မှာရှိမယ် LCB မှာ Cavadio ရှိမယ်ပြီးတော့ဒီ single pivot မှာအဲဒီ defensive midfielder စစ်စစ်ပေါ့နော် အသူရှိမယ်နီကိုနီကိုဂွန်ဇာလက်စ်ကစားသွားတယ်ပေါ့နော်ပြီးတော့အရှိမာကဒါချာဂီနဲ့ဖိုဒန်အဲ့တော့အဲ့ကစားသမားတွေအကုန်လုံးတော်တော်လေးကောင်းမွန်ခဲ့တာတွေ့ရပြီးတော့သူတို့ကိုအဲ့လိုကောင်းမွန်အောင်ကစားနိုင်ခဲ့တဲ့ခွင်တစ်ခုကိုဖန်တီးပေးခဲ့တာတော့အသင်းကောင်းဆောင်ဘာနာဒိုဆေးပါပေါ့နော်အဲ့တော့တော်တော်လေးကောင်းတဲ့ဘွဲတစ်ခုတော်တော်လေးပြောင်ပြောင်တဲ့ဘွဲတစ်ခုအဖြစ်ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ဗျာ အဲစီဒူဒါပီဂရက်တစ်ဘက်ကလည်းအခုဒါပြောသွားပါလေအစတွန်ဗီလာနဲ့ပွဲမှာကတော့ကွာရီယူလာရဲ့ဒီပွဲတက်တာ၁၁ရောက်လိုင်းနဲ့လူထုပ်ပုံကတော်တော်လေးအားအသင့်စရာဖြစ်ခဲ့တယ်အပြောင်းလဲတွေကလည်းဒီအပြောင်းလဲတွေကြောင့်လည်းဒါပြဆက်ခဲ့ရတယ်လို့ပြောမစင်တော့ပြောလို့ရပါဘူးလေဘီလာနဲ့ပွဲတော့ကတော့ဒီနေ့ပွဲမှာကတော့ဒါလူမန်နီယာမန်ဒါပွဲထုတ်တယ်တကယ်တမ်းကစားတော့ကလည်းတော်တော်လေးထိရောက်တော့ပြရပါတယ်ဒါပွဲထွက်လူစင်းမှာဒူဂူပါလာရဲ့အချိန်မှာဒူဂူစီကနေလည်းဒါထိရောက်တဲ့ ဘယ်လိုပြောမလဲတိုက်စစ်ဆင်မှုတွေကိုလည်းဒါအကူတော့မြင်ရတယ်ခါလုံးကဒါအကူစိတ်ဝင်စားလေးချက်ကဘာနာတိုဆေးပါရဲ့အရေးပါတဲ့အချက်တွေလို့ပြောလေဒီအချိန်လေးတွေကိုလည်းစီလူတစ်ချက်တော့ပြောပြပေးပါမနေ့ကတော့ပွဲမှာတော့တော်တော်ကြီးဒါချီပေါ်တဲ့လူကစားမအများကြီးပါပဲနီကိုကွန်ဇာလက်ဆိုလည်းသူ့ရဲ့ရိုးကိုဒါသူအကောင်းဆုံးကစားနိုင်တယ်ရှော့ကီဆိုလည်းဟာလန်ရဲ့တွင်းကိုနှစ်ကိုယ်စလုံးကိုကြောင်ကြောင်မြောက်မြောက်ပဲဒါဖန်တီးသွားနိုင်တယ်ဒူကူကလည်းဒါနေရာဆုံးပေါ့လေဘင်ညာတောင်မန်နဖက်စလုံးကိုချိန်ပြီးမှပက်စစ်ကောင်းဖွင့်ပြီးကစားပွားနိုင်တယ်ဖူတိုင်းလည်းဒီတိုင်းပဲပေါ့နော်အဲ့တော့ဘာနာတိုဆေးပါရဲ့ဒီအရေးပါပုံလေးကိုလည်းစီတူနေနဲ့ရှင်းလ ပ်ပြီးတော့ပြီဟုတ်ဟုတ်ကဲ့ကိုပြီးခုနကစားသမားတွေအကုန်လုံးခြေစွမ်းပြဖို့အတွက်ဒီ foundation လို့ရပါတော့။အဲ့ foundation ကိုပို့ပြီးတော့ခိုင်မှာသွားအောင်။ဘာလို့လို server အကူကြီးပေးခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်။ပွဲထွက်လူစရင်ပေါ့နော်။ TV ကပြရတဲ့အချိန်မှာတော့ဒါ little little ပုံစံအာဘာလို့ server ကညာတောင်ပတ်မှာဆိုပြီးတော့ပြရတယ်ပေါ့။အဲ့တော့တကယ်တမ်းကစားတော့ဘာလို့ server အတွက်ဟို100တနေရာဆိုတာရှိမနေဘူး။ သူက तू လိုအပ်တဲ့နေရာလေအကုန်လုံး तू သွားတယ်ပေါ့နော်တခါလေကြာရင်ဒီ center back နှစ်ယောက်ကြားထဲမှာ तू ရောက်နေတာကိုတွေ့ရလိမ့်မယ်ပြီးတော့ဒီ single pivot ပေါ့ Nico Gonzalez ကျူရမယ့်နေရာအဲ့နေရာမှာလည်း तू ရှိနေတာကိုတွေ့ရလိမ့်မယ်အဲ့တော့တချို့တော့ဒီပွဲအတွင်းဒီနေရာယူပုံရဆိုရင် Manchester City က၄ -3 တက်ဆန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီ Nico Bena မှာလည်းတပည့် pivot အနေနဲ့သူရှင်ပြီးတော့ကစားပြီးတယ်တချို့အချင်းတွေမှာ cancel line တွေဝင်ပြီးတော့ကစားပြီးတယ်အဲ့တော့ Manchester City ရဲ့ဒီ cancel ဒီဆောက်ပုံပေါ့နော် Ruben Dias ရဲ့ ကဗာဒီယောရဲ့နောက်တစ်ယောက်ကဒီ3ဆိုတဲ့အထိုင်မှာဘာလို့လိုစီပါဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံကတော်တော်ကောင်းတယ်သူအဲ့လိုမျိုးဖြည့်ပြီးကစားပေးသွားတယ်ပြီးရင်ဘောလုံးကိုရှေ့ကိုသူပေးပို့ပြီးတော့ဘောလုံးရှေ့ရောက်လာတဲ့ခါမှလည်းသူအနေနဲ့နောက်ထပ် face တစ်ခုကိုသူတက်ပြီးတော့ပူပေါင်းကစားပေးတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပူပေါင်းကစားပေးခြင်းကဒါမစီစီအသင်းကိုသူတို့လိုလိုလိုမျိုးနေရာယူဖို့အတွက် အဲတော်တော်ကောင်းသွားစေတယ်ပြီးတော့ခန်စစ်တာဝန်တွေကြည့်မယ်ဆိုရင်လည်းဘုံမောက်ဘက်ကလည်းဘောလုံးရလာတယ်ဒီ off the ball အနေထားဆိုရင်လည်းဘာလို့လို server ကအရင်အသုံးဝင်တာကိုတွေ့ရလဲပေါ့ဘာလို့ဒါကြောင့်မလို့လဲဒီ value လာထည့်တာလည်းပေါ့နော်အဲ့တော့သူ့ရဲ့အလုပ်ကဒီ key passes တွေတောက်ချောက်ထုတ်နေဖို့မဟုတ်ဘူးလူတွေတယောက်ချင်းကြော်ဖြတ်ဖို့မဟုတ်ဘူးကိုယ်တွေသွင်းဖို့တော့မဟုတ်ဘူးဒါပေမဲ့ဒီအသင်းရဲ့ကစားပုံအတွက်အမ်အနီးက ကြီးကြပ်ပေးတဲ့လူတစ်ယောက်အနေနဲ့ဒါ supervisor ပေါ့နော် Guardiola manager ဆိုတော့အဲမှာ supervisor တစ်ယောက်ကိုထည့်ပြီးတော့ကြီးကြပ်ပေးထားပြီးတော့လိုအပ်တာလေးတွေကိုသူကလိုက်ပြီးတော့ကန့်သတ်ဖြည့်ရှင်းပေးတဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်အဲ့တော့သူအဲ့လိုမျိုးပုံပေါ်နေခြင်းနဲ့အတူကျန်တဲ့နေရာကလည်းဒါ Guardiola ဟိုတုံးကျင်တဲ့လူတွေနဲ့အပြည့်နဲ့ကန်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအခါမှာခုနဒီ hand check တစ်ခုကတစ်ခုနဲ့တစ်ခုအညာမညာဖြစ်ပြီးတော့ တော်တော်ပုံပေါ်ခဲ့တာကိုတွေ့ရတယ်။ဒါကြောင့်မလို့ဒါပါနာဒိုဆေးဗာရဲ့ဒါအန်ဆန်ဟီရိုပေါ့နော်ဒီပွဲမှာအန်ဆန်ဟီရိုအဖြစ်ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့သူတော်တော်လေးအရေးပါခဲ့တယ်။ပြီးတော့ဒီကျန်တဲ့ကစားသမားတွေကတော့အထင်ရှားတယ်ပေါ့နော်ဒိုကျူပဲဖြစ်ဖြစ်ဖိုရန်ပဲဖြစ်ဖြစ် ပြီးတော့ချကီပဲဖြစ်ဖြစ်ဟာလန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်လေအာဒီချာဂီရိုဒိုဂူရိုကတိတာထင်ရှားတယ်ပေါ့နော်ဟာလန်တို့တိတာထင်ရှားတယ်ဖိုရန်ကအရင်ကြီးတိတာမထင်ရှားဘူးအဲ့တော့ဖိုရန်ကလည်းအဲ့လိုပဲသူကတော့ ဘာလို့ server လောက် unsung hero တော့မဟုတ်ဘူးဒါပေမဲ့ तू ကလည်းဒီ kind of unsung လို့ပြောလို့ရတယ်။ तू ကဒီချိတ်ဆက်ပေးနေတဲ့အလုပ်တွေကို तू အဓိက like လုပ်တာပေါ့နော်။အဲ့တော့ဒီကစားသမားတွေရဲ့ဒီလိုမျိုး quality လာရဲ့ခိုင်းစင်မှုကိုအကောင်းကောင်းနားလည်ခြင်းဒီ city ရဲ့ကစားဟန်ကိုအကောင်းကောင်းနားလည်ခြင်းငါ Manchester City ကိုဒီပွဲရဲ့ဒီကစားဟန်တစ်ခုကိုပုံဖော်ပေးခဲ့တယ်။ကျွန်တော်ရဲ့တယောက်တည်းသတ်မှတ်ချက်အရဆိုတာဒီရဒီမှာ Manchester City ရဲ့အကောင်းဆုံးပွဲဖြစ်ကျွန်တော်သတ်မှတ်ခြင်းတယ်။ Manchester United ကိုသူတို့ဂိုးပြတ်နိုင်တဲ့ပွဲထက်တောင်ဒီပွဲကစားတာပိုကောင်းသေးတယ်။ပို့ပြီးတော့ ထိရောက်တယ်အာဆနယ်ကိုတရေကစားတဲ့ပွဲထက်လည်းပိုပြီးတော့ကောင်းတယ်ပိုပြီးတော့ထိရောက်ပြီးတော့သူတို့အခုခင်းတဲ့လိုင်လျောညီထွေတဲ့ပုံစံပြီးတော့ကွာလူလိုက်ပုံစံအဲ့နှစ်ခုစလုံးကိုဟန်ချန်ကြီးပေါင်းဆက်ထားတဲ့အသွင်အဖြစ်မြင်ခဲ့ရတယ်ပေါ့လေကိုနော်ဟိုအခုတော့ပြောရမယ့်ချက်လေးကတော့ဒီဟာလန်ရဲ့ဒီ first break တွေပေါ့လေဒါ first break ကနေဒါညီပြောရတာဆိုရင်ဒါ city ရဲ့ဒီ twin နဲ့ goal အစ်အတွက်ကမင်းတို့ကလည်းစာရင်တရာဒီလုံးနဲ့စာရင်အခုပွဲစဉ်30ပြီးမှတင်ကိုဒါ ီ first break ကတွင်ကိုပို့ပြီးမှများလာများလာတဲ့အခန်းအခြေအနေတခုမှာဒီဒီ first break အတွက်ဘယ်လိုပြောမလဲတိဆောက်တဲ့အခြေအနေမှာလည်းဟာလန်ကပါတယ် finishing မိုင်းလည်းဟာလန်ကပဲအဆုံးသတ်သွားဆိုတော့ဒီဟာလန်ဟာဒီ city ရဲ့ first break တွေ city ရဲ့တိုက်စစ်တွေမှာဘယ်တော့ဒီအရေးပါတယ်ညီဒီဟာကိုလည်း city ရဲ့အမြင်လေးပြောပြပါဦးခင်ဟုတ်ကိုဒီ goal အတွင်းတဲ့အပိုင်းကတော့ဒါ तू तू ကဒါ70%လောက်ယူထားတယ်ပေါ့နော်လက်ရှိအချက်လက်တွေအရာပေါ့အဲ့တော့ဒီယာဒီမှာလဲသူရဲ့ကြီးထွားလာတဲ့အရေးပါမှုကဏ္ဍအဖြစ် ဒီ hold up play ပေါ့နော်ဟာလန်ကအရင်တော့ဒီကစားကောက်တယ်မှာမပါဘူးဒါခုနောက်ပိုင်းကတော့ပို့ပြီးတော့ပါလာတယ်ပါလာတဲ့နေရာမှာတော့ဒီ hurricane လို့ကစားသလိုမျိုးအဲ့ဒီအဲ့လိုပုံစံမျိုးချိတ်ပြီးတော့ကစားပြီးသူစီက passing နေထွက်နေရတော့မဟုတ်ဘူးဒါပေမဲ့သူကဒီနောက်ကိုဆင်းပေးတယ်ဆင်းပေးပြီးတော့ hold up ထိန်းထားပေးတယ်ပြီးရင်လိုအပ်တဲ့လူတယောက်ကိုပတ်စို့တွဲတယ်တွဲပြီးရတယ်သူလှည့်ပြီးတော့ပြေးပြီး အတူရအောင်ပေးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဒါဒီပွဲမှာဆိုရင်လေအဲ့ဒီပုံစံမျိုးပဲသူထိမ့်မိတယ်ထိမ့်ပြီးတော့ Foden ကိုသူတွဲလိုက်တယ် Foden ကလည်း Nico ကိုစား Let's go ပြန်တွဲ Nico ကလည်း Chucky စီမပစ်လိုက်တယ် Chucky ကခေါင်းတိုက်ပြီးချပစ်လိုက်တယ်အဲ့တော့ဒီပုံစံကတော်တော်အရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အေးပထမကူပေါ့နော် First break ဖြစ်ခဲ့တဲ့ကူကိုကျွန်တော်ကြည့်မယ်ဆိုရင် Haaland ကိုသူနောက်ဆင်းပြီးတော့ Haaland တွဲတဲ့အချိန်မှာ Haaland ကို Man to Man marking ယူထားတဲ့ဘုံမောက်အသင်းရဲ့ DKT ပေါ့နော် DKT က အားလည်းလိုက်ပြီးပြေးခဲ့တယ်အဲဒီအတင်းကဒီလိုခစားတာအောင်အဲ့တော့ပြေးခဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့နောက်မှာဒီကွင်းလေလမ်းကြောင်းအနောက်မှာဘုံမောက်စားမှာတယောက်မှမရှိတော့လုံးဝနေရာကြီးအလွတ်ကြီးအဲ့တော့အဲ့လိုဖြစ်သွားစေတယ်ဗောနော် तू အဲ့လိုမျိုးစင်းချင်းအားဖြင့်ဒါကခန်းစစ်ကစားမှာရတဲ့ပြဿနာပြီးတော့ဟိုဒီပြိုင်ဘက်ခန်းစစ် unit တစ်ခုလုံးအတွက်ပြဿနာဗောနော်အဲ့တော့အဲ့ဒီကိုကိုကြည့်မယ်ဆိုဘုံမောက်ရဲ့ခန်းစစ်တစ်ခုလုံးပြတ်သွားတာကိုမြင်ရတယ်ဒီကို Gonzales ပေးတဲ့အချိန်မှာ Sanasi ကြံတယ်ဗောနော် Sanasi ကလည်းကြောင်တော်တော်နဲ့တက်ပြီးတော့ ဒီ rain shaky ကို jump တက်လုပ်တယ်အဲ့တော့လောကခန်းစစ်ကြီးကပေါက်ထွက်သွားတယ်ပေါက်ထွက်သွားတဲ့အချိန်မှာ shaky ကခေါင်းထဲချပြီးတဲ့တော့လွတ်သွားတယ်ပေါ့နော်အဲ့တော့ဒီဟာလန်ကြီးရဲ့အဲ့ဒီအရွေအဲ့ဒီအလှရှားမှုတွေဟာအရေးပါတယ်ဥပမာအရင်တော့ကဆိုရင်ဟာလန်ကဒီကွင်းလယ်စီးနားလောက်မှာရက်ကောင်ရက်နေလိမ့်မယ်ဒါပေမဲ့ဒီရဒီမှာအဲ့လိုမဟုတ်တော့နောက်ထပ်10မီတာ15မီတာလောက်နောက်ဆုတ်ပြီးတော့သူ့အနေနဲ့တွဲတာလေးတွေကိုကျွန်တော်လှုပ်လာတာတွေ့ရတယ်အဲ့ဒီပုံစံကိုလည်းဒါအာဆင်နယ်အသင်းရဲ့ဘွဲမှာဒီလိုပုံစံမျိုးပဲကျွန်တော်တို့ဟုတ်မြင်ခဲ့ရလိမ့်မယ်အဲ့တော့ ဒါကဟာလည်းပြောင်းလဲလာတဲ့ပုံစံတစ်ခုပေါ့နော်ပို့ပြီးတော့ထိရောက်တယ်ပြီးတော့တချို့သောအချိန်တွေမှာလည်းဒါဂိုးတွေတော့မဖြစ်ခဲ့ပါဘူးဒါပေမဲ့တောင်မန်တွေသူတွဲလိုက်တဲ့ပေါ့ဘောလုံးတွေကြည့်မယ်ဆိုရင်ဟာလန်ကလောင်ဖက်စတီဟာရီကိန်းတို့လိုပေးနေရတာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ pass quality သူဘောလုံး pass ထုတ်တဲ့အချိန်တွေကျွန်တော်တို့ကြည့်မယ်ဆိုရင်တော်တော်လေးတိုင်မြင်ကြိုက်တာတွေ့ရတယ်ဒါသူ့ရဲ့ညံရီပေါ့နော်တောင်မန်အဲ့သူထုတ်ပေးလိုက်ပြီဆိုရင်အဲ့ဘောလုံးတွေက အရေးပါတဲ့ဒီတိုက်စစ်ချင်းချောက်မှုတွေဖြစ်လာနေရှိတာကိုတွေ့ရတယ်ပြီးတော့သူကိုယ်တိုင်ကလည်းပေးပြရတယ်သူကတော့သူရောက်မယ်နေရအောင်မျက်စိတမိတ်အတွင်းသူကချက်ချင်းရောက်သွားတယ်အဲ့အဲ့အချက်တွေအကုန်လုံးကဟာလန်ရဲ့အရေးပါမှုပေါ့နော်ပို့ပို့ပြီးတော့အရေးပါလာမှုပြသရဲ့ကိုကျွန်တော်အနေနဲ့ထင်ပါတယ်ပေါ့ အဲပွဲပြီးမှာတော့ကွာလီယူလာတော့ဒါပြောပါအောင်မို့လေအဓိကတော့ဟာလန်ကိုကိုးရဖို့အတွက်ဒါခဏတော့စီတီပြောတဲ့ထက်မှလည်းပါတယ်စီတီဒီရာဒီမှာတွင်းထားတဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိတွင်းဖို့အားလုံးရ80ရာခိုင်နှုန်းကျော်လောက်ကဟာလန်တယောက်တည်းကနေတွင်းထားပါလေဒါကစီတီအတွက်ပြဿနာရှိနေလားဆိုတော့ကွာလီယူလာတော့အဲ့မျိုးအခြေအနေတခုကိုပြောရဆိုးရစရာမရှိတဲ့ပုံစံမျိုးတော့ဖြေပါဦးလေဒါညင်းစရာမှမဟုတ်တော့ဘူးကွာအကောင်းဆုံးဒီ finish အဆုံးသက်ကုသင်းသူတယောက်ရှိနေမှာတော့တခြားသူကုသင်းကြလဲတခြားလူတွေကဖန်တီးပေးကြလဲမလို့ဘူးဆိုတော့စကားမျိုးလည်းပြောရဆိုတော့ဒီအခြေအနေကရောဒါ city အတွက်ဟိုအာသာချက်ဖြစ်နိုင်လားဒါမှမဟုတ်တခြားဒီဟာလန်ကူမတွေ့နိုင်ပြဿနာဖြစ်လာနိုင်တယ်ဆိုတော့ဆိုရင်စီမျိုးရောဒါစီတူစီမှာရှိမလားကြီးအဲရှိတယ်ကိုနှစ်ခုစလုံးမှန်တယ်ပေါ့နော်အဲ့အဆိုနှစ်ခုစလုံးကမှန်တယ်နှစ်ခုနှစ်ခုစလုံးက absolute truth မဟုတ်ဘူး100%မှန်တယ်လို့ကျွန်တော်တို့သတ်မှတ်လို့မရဘူးဟာလန်လိုမျိုးဒီအများကြီးတွေ့နိုင်တဲ့ ကစားသမားတယောက်ရှိတာကောင်းအောင်ကောင်းတယ်လက်ရှိဘယ်အသင်းမှာမှမရှိတဲ့အာသာချက်ပေါ့နော်အဲ့တော့အဲ့ဒီအာသာချက်ကြီးရှိတယ်တစ်ချိန်တည်းမှာဟာလန်သွင်းတာမသွင်းတာမဆိုင်ဘူးအဓိကကျန်တဲ့ကစားသမားတွေမသွင်းနေတာအဲ့ဒါကတင်းတင်းကြီးတဲ့ပြဿနာပေါ့နော်အဲဒီသွင်းနေဖို့လိုတယ်ဒီဘက်မှာဆိုရင်လည်းဒါ foreign တွဲပစ်လိုက်တဲ့တစ်ချိန်ကို sharky ခံလိုက်တာကိုးသွားတင်တယ်ပေါ့နော်ဟိုအပိုင်ခွင့်ရတော့မဟုတ်ပါဘူးဒါပေမဲ့ကိုးသွားမယ်ဆိုရင်ပို့ပြီးတော့သူတို့ရဲ့ motivation ပို့တက်လာမယ်မန်စတာစီးတီးမှာလက်ရှိလိုအပ်နေတာအဲ့ဒီအချက်ပေါ့နော်ဟိုဘယ်လိုပြောမလဲဟာလန်ကတော့သွင်းနေပါပဲ ်တချို့သောပွဲတွေမှာတော့ shutdown ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့90%လောက်သောပွဲတွေတော့တွင်းနေပါပဲတခုသောအကြောင်းချက်က City ကလုံးဝထိဆုံးတန်းကဒီ Champion စုတွေကိုမှန်းတဲ့အသင်ဖြစ်တဲ့အတွက်ကျန်တဲ့ကစားသမားတွေဆီကကိုတေချာပေါ့လို့လို့လဲပေါ့နော် Guardiola ဆိုရင်ပြီးခဲ့တဲ့ Aston Villa နဲ့ရှုံးတဲ့ပွဲတုန်းကအပြီးမှာသူပြောသွားတယ်ပေါ့နော်သူ့အသင်ရဲ့စားကစားသမားတွေဒါကိုမရတော့သူအားမလို့အားမရဖြစ်ပြီးတော့ ဒီကစားသမားတွေကလက်ကျင်ခွင်းမှာတော့တွင်းနေတယ်ပွဲထဲမှာတော့မတွင်းဘူးပေါ့နော်အဲ့တော့ကိုယ်တွင်းဖို့ကိုယ်တွင်းတကြဘူးလိုအပ်တယ်ဆိုပြီးသူပြောသွားတာရှိတယ်ပေါ့လေအဲ့တော့ဟာလန်တွင်းနေတာရန်ကောင်းပြီးတော့တချို့တော့အရာတွေစိတ်ပူစရာမလိုအောင်ဟိုကောင်းနေရပေါ့နော်ဒါပေမဲ့တစ်ချိန်တည်းမှာလည်းအစားကစားသမားတွေအနေနဲ့ကိုယ်တွင်းနိုင်ဖို့လိုလိုတယ်တခုကောင်းတာကတခုခံစားတာကဘာလဲဆိုတော့ဟိုဒီတိုင်းဆက်ကစားသွားမယ်ဆိုရင်ဒီတိုင်းအခုလိုမျိုးဒီပွဲရပုံစံအတိုင်းဆက်ကစားနိုင်တယ်ဆိုရင်တခြားကစားသမားတွေကိုရဖို့ဆိုတာက အာဒီပယ်နေလဲဆိုတာစောင့်ရုံပဲပြဿနာမဟုတ်ဘူးဒီသူတို့မသွင်းနိုင်တဲ့ကိစ္စယူထိုင်းပြင်ရှင်းနေကြရမလို့အချိန်တန်ပြည်တယ်သွားမဲ့ပြဿနာပေါ့နော်ဒီတိုင်းကစားနိုင်မှုပဲလို့လေပေါ့အဓိကဒီတိုင်းကစားနိုင်ရင်ဂိုးရရရမှာပဲဒီနေ့ပွဲဆိုရင်လည်းဒါဟိုနီကိုအိုရာလီတွင်းသွားတယ်ပေါ့နော်အိုရာလီတွင်းသွားပင်မဲ့လေတခြားသောအခွင့်အရေးလွတ်တဲ့အခွင့်အရေးလေးတွေလည်းရလာအောင်ညွှန်ပြရလိမ့်မယ်အဲ့တော့မန်ချက်စတာစီးစီးနဲ့ပတ်သက်လာရင်တော့သူတို့ကစားပုံကပိုကောင်းလာတယ်ဒီဘွဲ့မှာဆိုတည်တာတယ်ပေါ့ပိုကောင်းလာတယ်ပိုကောင်းလာခြင်းနဲ့အတူတခြားကစားသမားတွေလည်းဒါကိုပိုရလာနိုင်မယ်လို့ထင်တယ်အထူးသဖြင့်တော့ Foden နဲ့ Darian Chaki ပေါ့နော်ဒီကစားသမား၂ယောက်စီကအခုတည်းပိုတဲ့ goal involvement ပေါ့နော်ဒီဘက်မှာဆိုတော့သူတို့က assist ၂ယောက်ပေါင်း assist ၃လုံးလုပ်သွားတယ်သူတို့သူတို့စီကချိန်ဆမှုတွေနဲ့ goal တွေရသွားတယ်ပေါ့နောက်နောက်ပွဲနောက်ပွဲနောက်တော့အခြေအနေတွေကြာရင်တော့သူတို့စီက twin goal တွေမြန်းနိုင်တယ်ဒီအခင်းချင်းတဲ့ဆက်ပါမြန်းနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဘာလို့လာဖြည့်တဲ့အထဲကတော့ကျွန်တော်နေနေသူဘာလို့ဒီလိုဖြည့်သွားလဲဆိုတော့သူအဲ့လိုမစိုးရိမ်လို့ပဲအချိန်တန်အဒီတိုင်းကစားသွားရင်ကျွန်တော်ကစားသမားတွင်းပါပဲလို့သူယုံကြည်လို့ဒီလိုဖြည့်သွားတယ်လို့ ိုထင်တယ်ပေါ့နော်အဲ့ကစားသမားတွေရဲ့ကိုမလိုဘူးဆိုတာတော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်ဟာလန်နဲ့ဒီဇိုင်းဆက်သွင်းတွေကိုလိုတယ်တခြားကစားသမားတွေလည်းကိုတွေသွင်းဖို့လိုအပ်တယ်လို့ယူဆပါတယ်ပေါ့မမလေးဒီမနေ့ကတော့ CD ကစားသွားတဲ့ပုံစံတော့တကယ်လည်းအားရဖို့ကောင်းတယ်။ဒီ Orally ရဲ့ဂူကတော့အခုအမြင်ပြောမယ်တော်တော်ကြီးအေးပါတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီ Orally ဂူသွင်းခင်စက်ကြဒီဒုတိယပိုင်းပြန်စားခြင်းဘုံမောက်တောက်လျှောက်ပြန်ပြီးမှတိုက်စစ်တွေပြန်ဖွင့်လာတာ။ အဲ့ဖွင့်တဲ့အချိန်တွေတခုမှဒါအိုရယ်ရဲ့ဂိုးကလည်းဒါမထင်မှတ်ပဲနဲ့ဘယ်လိုပြောမလဲသူမကန်တော့ပါဘူးကွာဆိုပြီးတော့မှတစ်ချက်နောက်တစ်ချက်ဆုတ်တဲ့အချိန်မှာဒီကောင်လေးကတစ်ချက်ပြန်တိုးဝင်တယ်တိုးဝင်လိုက်တဲ့အချိန်မှာအချိန်သားကိုက်ဖြစ်သွားမှာနော်သူတို့ကန်ရတာလည်းပို့ပြီးတော့မှအဆင်ပြေအောင်အဲ့မှာဘုံဘောက်ခန်းစစ်ကစားမှဒါဒီယာကီတီတို့ဆန်နီစီတို့တွက်ချက်တာနည်းနည်းလေးဒါလိုွားလို့ထင်တယ်ဒီဂိုးကအာဒါအခုမြင်တော့ဒါတော်တော်လေး turning point ဖြစ်သွားမှာမဟုတ်ရင်ဒါဘုံဘောက်ကပို့ပို့ပြီးတော့မှတန်ဖိုးကတက်တက်လာတဲ့ဟာလေးတွေအခုတော့မြင်ရတယ်ဗောလေဒီအချိန်လေးကိုလည်းစီတူနည်းနည်းပြောပြပါလားမြင် ဟုတ်ကဲ့အရင်အရေးပါတယ်ပေါ့နော်3-1ဖြစ်သွားတယ်3-1ဖြစ်သွားရအောင်ကျွန်တော်နောက်ပိုင်းမှာလည်းဘုံပေါက်စီအခွင့်အရေးတွေတွေ့ရတယ်သူတို့ကဇက်တိုက်ကြီးအပိုင်ခွေရေးဖန်တီးနေနိုင်လားမဟုတ်ဘူးဒါပေမဲ့ CD ပိတ်ထားတဲ့ဂျာလေးကလွတ်လွတ်သွားတဲ့အခြေအနေလေးပေါ့ဥပမာဒီ Group B Junior ရဲ့ကန်ချက်တစ်ချိန်ဂိုးနိုင်တဲ့အခြေအနေပေါ့နော်ဒါ Alex Scott နဲ့ Group B နဲ့ဒါလိုချိတ်ပြီးတော့ Group B ကန်သွားတာပေါ့တကယ်တော့မကန်မဲနဲ့ Alex Scott ဘောလုံးဟိုဘက်ကိုစမန်ညိုဘက်ကိုပေးလိုက်အဲလိုအောင်ဂိုးသွားနိုင်တယ်အဲ့လိုအခြေအနေမျိုးပေါ့နော်ပြီးတော့တစ်ချိန်ဒါစမန်ညို တောင်မန်းတွေဒီကြော်ပြီးတော့သူဘယ်ကျင်နဲ့ဖြတ်တင်ပေးလိုက်တာဖြတ်တင်ပေးလိုက်တော့ဂိုးရှိရောက်သွားပြီးထဗန်နီယာပိတ်တာပေါ့နော်နည်းနည်းလေးဟန်ချက်လွဲသွားလို့ပေါ့အဲအဲ့လိုအခြေအနေမျိုးတလောက်ပိတ်ထားတယ်တိတ်ပြီးတော့မလွတ်ပါဘူးဆိုတဲ့အနေထားမှာဘောမော့ကလွတ်လွတ်သွားတယ်အဲသူတို့သူတို့ရဲ့ဒါပါဝါပေါ့သူတို့တိုက်စစ်ကအဲ့လောက်ကောင်းတယ်ပေါ့နော်အဲ့တော့အခုလိုမျိုး2 1ဆိုတာကလုံးဝမလုံလောက်ဘူးအဲ့တော့3 1ဖြစ်ဖို့လိုတယ်ဖြစ်သွားတဲ့ဂိုးကလည်းတော်တော်လှပါတယ်ဘောမော့ကလည်းမထင်မှတ်ပဲနဲ့ပြေးလိုက်ရတာပေါ့နော်ဘာမှဂိုးပေးစရာမရှိတဲ့အနေထားကြီး ချာဂီယိုကစားသမား3ယောက်လောက်ဝိုင်းနေတယ်ချာဂီစီကဖြတ်လို့မရဘူးဖိုဒန်စီရောက်တယ်ပြက်ပြီးထင်တာဖိုဒန်ကထပ်ပြီးတိုးပြီးလိုက်တယ်ဘိုရန်ဒီစီရောက်သွားတယ်ပေါ့နော်အတွင်းသွားတယ်တော်တော်ကောင်းတယ်အဲ့တော့ဒီဂိုးကအရင်အရေးပါတယ်ပေါ့နော်အရင်အရေးပါတယ်လို့ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်မမလေးမနေ့ကဒိုင်ရဲ့ဆုံးဖြတ်ချက်လေးရောနည်းနည်းလေးတော့ပြောပြရရှိအောင်ပေါ့နော်ဒါမဲ့လည်း City ကဒီအခြေအနေတခုကိုလည်းသူအကောင်းဆုံးဒါအိမ်ကွင်းလည်းဖြစ်တာကြောင့်ပါပါလိမ့်မယ်အိမ်ကွင်းလည်းဖြစ်တဲ့အခြေအနေမှာတော့ဟိုအကောင်းဆုံးပဲဒါတုံ့ပြန်သွားပြောမှဒါအနိုင်ယူရပါလေဥမာပထမဘုံမော့ရဲ့ဒီချိပါကိုဆိုရင်ဒီဘယ်လိုပြောမလဲ ကိုယ်မကိုဆွဲထားတဲ့ဟာပေါ့နော်ဒါပေမဲ့သူတို့ကဒိုင်ရဲ့အမြင်မှာတော့ဒါလေးကတော့ဒီမိုင်နာလို့ပဲသူမြင်ညကောင်းမြင်လိမ့်မယ်တခြားတစ်ခုကတော့ဟို VR ပြန်ပြီးတော့ကြည့်တဲ့ချိန်မှာတခုကတော့ဒါဘုံမောက်ကစားမတယောက်ကဒီကိုယ်မထရနာရမှာဝင်တော့ဆွဲဆွဲထားတဲ့ဟာပုံစံလေးတော့မြင်နောက်ထပ်တခြားဖြစ်ရလေးတွေပင်နယ်ဖြစ်ရလေးတွေမှာလည်းဒီအန်တိုနီဒီလာရဲ့ဒါဆုံးဖြတ်ချက်တချို့က City ပြည်သက်တွေတဲ့ဒေါ်လာထွက်စရာဖြစ်ခဲ့ပြီးမယ်ပွဲပြီးမှာတော့ဒါသူတို့လိုချင်တဲ့ဒါကိုပြနိုင်ပွဲတော့ဒါယူနိုက်တက်ဒါနောက်တစ်ပွဲလေးလည်းကိုယ်စားတွားရအောင်မနောက်တစ်ပွဲကတော့ဒါကိုမြူကဆယ် နဲ့ဒီဝက်ဆန်နဲ့နျူကာဆယ်ပွဲတန်းစစ်ဆုံးထဲမှာရောက်နေတော့ဝက်ဆန်ကဒါနျူကာဆယ်ကို3-1နဲ့နိုင်သွားတယ်။နီပြတဲ့နူရိုဆာတို့အတွက်ပထမဆုံးဒါနိုင်ပွဲလေးဖြစ်သွားခဲ့တယ်။ဒါအခုသင်းနဲ့ဘယ်လိုပြောမလဲ ဟိုစိတ်ထဲမှာဘာလို့လားစမူးစမောင်းဖြစ်တာကာဆဲကအဖွင့်ကိုလဲရထားတယ်တစ်ဖက်ကဒီဝက်ဆန်းကအမှန်တမ်းပြုတ်မဆိုရင်ဒီတေဂန်မိုးတွေကနေတစ်ဆင့်ဂိုးတွေတော်တော်ကြီးကိုပေးထားတဲ့အတင်းဒီမှာကာဆယ်မှာကြည့်လိုက်တော့လေအရက်ဒီမိုးထိုးလောက်တဲ့တိုက်စင်မှု6ပေ5 6ပေ6တိုက်စင်မှုတွေပါရဲစမ်းနေဒီပွဲပြီးကန်ဒီပေါ်တော့တောက်လျှောက် cross ball တွေတည်ပြီးတော့မှဟိုခြေပါခုရောက်မှုကျူးစားတဲ့အချိန်ဒီမှာခြေပါခုများတဲ့ပြင်ရှုံးအောင်ရှုံးသွားကုန်လေကာဆယ်ရဲ့ကစားကုန်တော်ကြီးကိုစိတ်စိတ်ပြက်စရာကောင်းတယ်လို့ဦးကတော့မြင်တယ်ဒီပွဲလို့လည်းစီတူသုံးသပ်ပြပါဦးကြီး နုကဆယ်အဝေးကွင်းဒါမနိုင်တဲ့ရှစ်ပွဲရှိပြီလို့သိရတယ်ပေါ့နော်ဟုတ်တယ်စိတ်စိတ်ပြည့်စရာစွမ်းဆောင်ရည်ပဲပြောမဆိုရင်အဖွင့်ကိုရရတယ်ဆိုပေမဲ့လည်းအဲ့ဒီအဖွင့်ကိုကလည်းဝဇန်ကန်လိုက်တာတိုင်ထိသွားပြီးတော့ပြန်ရသွားတာပေါ့နော်တိုင်ထိသွားရင်26စက္ကန့်အကြာမှာပြန်ပြီးတော့ကိုသွားနုကဆယ်ဒါပွဲလုံးအခြေစွမ်းကိုခြုံကြည့်မယ်ဆိုရင်တော်တော်လေးအားရစရာမကောင်းဘူးနုကဆယ်ဘာဖြစ်သွားရလဲပေါ့နော်ဒီလောက်ဟိုပြီးခဲ့တဲ့စပါလန်ပွဲမှာလည်းသူတို့ ဟိုလိဂလာမှာလည်းကောင်းတယ်ပေါ့နော်အချန်ပြန်လိမှာဆိုရင်လည်းဒါပင်ဖီကာလိုအသင်းဟိုတော့သုံးခုပြတ်သွင်းတာပေါ့နော်ဟုတ်တယ်နော်ဟုတ်တယ်ခိုးပြတ်ကိုနိုင်တာပေါ့နော်ဟိုကစားပုံကလည်းတိတိတသားကြီးကိုကောင်းတယ်ဒါမဲ့သူ့ရဲ့ပြဿနာလူမျိုးကနှိမ့်တဲ့အသင်းတွေနဲ့ကစားတဲ့အခါမှာလုံလောက်တဲ့လွှမ်းမိုးမှုမရှိဘူးဘလို့လွှမ်းမိုးမှုမရှိပဲနဲ့နည်းနည်းလေးစိုးတယ်ပေါ့နော်ပြီးတော့ဒီဘွဲမှာဆိုရင်ကျိုးသားအထုံးမှုကလည်းဒါမျိုးဝင်ထုတ်เสียအရက်ပေါ့ပြက်ပြက်ကစားနေရလို့ယူဆရတယ်ကျွန်တော်ညူကက်ဆယ်ဘွဲတွေ ်ဟိုကြည့်ပြတယ်ပေါ့နော်ကြည့်ပြတဲ့အခါမှာလူကဆယ်အရေးအကြီးဆုံးဟိုအာတာချက်ကသူတို့ကတော်တော်ကြီးကိုစိတ်နှစ်ပြီးကစားပြီးသူတို့ရဲ့ concentration နဲ့သူတို့ရဲ့တိုက်ပွဲဝင်စိတ်ပေါ့နော်အဲ့အရေးကြောက်ဖို့ကောင်းတယ်အာဆနယ်တို့လိုအသင်းတွေလည်းအသေးအတန်ကန်ရတာလူကဆယ်ကိုနိုင်ဖို့ဆိုရင်လီဗာပူးဆိုလည်းအသေးအတန်ကန်ရတာပေါ့နော်ဒါပေမဲ့ဒီပွဲမှာအဲ့ဒါကြီးမရှိဘူးဟိုလောကနေပါမမြင်ရဘူးပေါ့နော်ပြီးတော့ဒီဒုတိယပိုင်းအစမှာဆိုရင်လည်းကစားသမား၃ယောက်လောက်ကိုလဲပလိုက်တယ် ကော်ဒွန်ကိုလည်းလဲတယ်ဖော်ဒါမာတယ်ကိုလည်းလဲတယ်နောက်တရားဘုသူလည်းမသိဘူးလဲလိုက်တယ်ပေါ့နော်အဲအဲ့ဒါအဲ့လိုလဲလိုက်တယ်ဘာမှမတက်လာဘူးပြီးတော့ပို့ဆိုးသွားတာအဲ့လိုလဲလိုက်တဲ့အတွက်ဖော်ဒါမာတယ်နဲ့ကော်ဒွန်ကအရင်သွေးပူကောင်းတဲ့ကစားသမားတွေပေါ့နော်အဝင်လာတဲ့ဒီအိုဆူလာတို့ကအင်းငယ်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီတန်အရာဆိုရင်အဲ့တော့ပို့ပြီးတော့ဆိုးသွားစေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပို့ပြီးစူးစမ်းအားထုတ်ဖို့တော့လဲလိုက်တာပဲဒါပေမဲ့စူးစမ်းအားထုတ်မှုရော ပြီးတော့ quality ဘိုင်းရအောင်တက်လာခြင်းဟိုမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီအချက်ကတော့ဆိုးတယ်ဝက်ဆန်ကယူယူလေးပဲကစားသွားတယ်ယူယူလေးပဲကစားသွားပြီးတော့ဘယ်လိုပြောရမလဲကန်လေးနဲ့လိုက်နေတာပေါ့နော်အော်ဒီ11ဖြစ်တယ်11ဖြစ်တဲ့ကိုပြီးတော့ဒီ21ဖြစ်တဲ့ကိုဒီကိုတွေကမထင်မှတ်တဲ့အနေအထားတွေရတယ်ရအဲရသွားတာပေါ့နော်မထင်မှတ်တဲ့အနေအထားတွေရရသွားတာဒီ packet တိုင်းကန်ချက်ကလည်းမထင်မှတ်ဘဲနဲ့ကိုးသွားတယ်ပေါ့နော် nick pop ဘလို့ကိုသမားမျိုးကို ဒီလိုတောင်ကျင်းတဲ့ကိုကန်ထည့်ပြီးကိုးသွားဖို့မလွယ်ဘူးမထင်မထားတဲ့အနေတိုင်းဖတ်ဆိုလန့်ကန်လိုက်တော့ကိုးသွားတယ်ပေါ့နော်ပြီးတော့ဟိုဒီ Fabian Shah အုံကိုသွင်းအဲ Portman အုံကိုသွင်းတဲ့အဲဟိုကလည်းဟိုလွတ်သွားဝမ်ဘစ်ဆာကအရှင်းဝမ်ဘစ်ဆာကလွတ်သွားပြီးတော့အုံကိုဖြစ်ကြမလို့တဲ့အနေတိုင်းရှိလာမဲ့လေဟုတ်တယ်အဲဒါမဲ့တော့သူဖြစ်ဖြစ်ချင်တော့လေဟိုတက်တက်မတ်မတ်ကိုပေါ့နော် လွတ်နေတဲ့နေရာလေးကိုဝင်သွားတယ်ပေါ့နော်ဒါကလေအရေးပါတဲ့အချက်ပေါ့ပွဲထဲမှာဒါလည်းအရေးပါအချက်ညူကဆယ်ကလည်းသူတို့ပုံမှန်တိုင်းကောင်းအောင်မကစားနိုင်ဘူးအခြားတစ်ဖက်မှာလည်းဝက်ဆန်ကပြင်းကြီးနေပြီးတော့သူတို့ခုနအခြေအနေလေးတွေလာဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီပနတီဟိုပိုဝမ်ပနတီဖြစ်ကန်ဒီဖြစ်ရလေးဒါပဲ VR ကြည့်ပြီးဖျက်လိုက်တာမျိုးတွေရှိတယ်ပြီးတော့ဒီ Pots ရဲ့ကိုယ်လည်းမရခဲ့ဘူးပေါ့ဝက်ဆန်ခြုံကြည့်ရင်တော့ဝက်ဆန်ကောင်းပါလေဒီနူနူဆန်တို့လက်ထက်ထဲမှာဒါဟိုတိတာတဲ့ရလက်တစ်ခုကိုသူတို့ထူးဆန်းနိုင်တယ်ပေါ့နော်အဓိကကတော့ line နဲ့တုံးတာမှန်တယ်လို့ ပြောရမှာပေါ့နော်ဒီ web browser ဆိုချက်တို့ ਨੇ တိုင်ပတ်နေတယ်တိုင်ပတ်နေတဲ့အသင်းကြီးကိုဒါကြီးပဲပြန်သုံးနေရင်တော့ဒါလွဲမှားမှာပဲပေါ့နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့သူ post လိုမျိုးလူငယ်ကစားသမားပေါ့နော်ပြီးခဲ့တဲ့နေရာဒီသူဒီ outdoor league တွေမှာကျင်နေထားတယ်လုံလောက်တဲ့တွေ့ကြုံရှိနေပြီပေါ့နော်သူ့ကိုသုံးတယ်ပြီးပါကက်တာနဲ့ Matias Fernandez အရင်ကြီး live ဖတ်တဲ့အဲတွဲဖတ်တော့မဟုတ်ဘူးဒါမဲ့သိကြရတယ်ပါကက်တာကလည်းဒါ Manchester City ကိုလိုချင်ခဲ့တဲ့အရေးသွင်းမြင့်ကစားသမားတစ်ယောက်ပေါ့နော် မတ်တစ်ဖာနန်ဒက်ဆိုတာကလည်းအရင်သွင်းမြင့်ကစားသမားတက်ရောက်ပေါ့နော်အပေါင်းသွင်း40လောက်ပေးရသူ့ကိုခေါ်တာအဲ့အရင်ကြီးမကိုက်နေရင်တော့သူတို့ရဲ့ skill ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသုံးပလိုက်တယ်တိုက်စစ်မှာလည်းကာလန်ဝီစင်သုံးတယ်ပေါ့နော်ပြီးတော့ဘိုဝန်နဲ့ဆမ်မာဗယ်တို့သုံးတယ်အဲ့တော့အဲ့ဒီလူမနေရာမှန်သုံးခြင်းကလည်းဒါဝဆန်းကိုပုံစံမှန်ပြန်ရစေဖို့အတွက်အထောက်ဖြစ်ခဲ့လို့ပြောရမှာပေါ့နော်အဲ့တော့ခြုံပြောရရင်အဓိကပြဿနာကဘာလဲဆိုတော့ညူကဆယ်ညံ့လို့ပဲညူကဆယ်ကိုလို့ကိုမလုံးနိုင်ဘူး quality လည်းမရှိဘူးအားထုတ်မှုလည်းမရှိတာကိုကျွန်တော်တို့မြင်ရတယ်။ဘာဖြစ်လို့အဲ့ဒါကြီးရုပ်တရည်ကြီးပျောက်သွားရလဲဆိုတော့ဒါကျွန်တော်လည်းပြောတာတော်တော်ခက်တယ်။ဘာလို့လဲဆိုတော့ဒီအတင်းကရှေ့ပွဲတွေအကုန်လုံးမှာခုန quality တွေမြင်ရတယ်သူတို့အားထုတ်မှုတွေမြင်ရတယ်ပေါ့နော်။ဒီပွဲကြမှာဘာဖြစ်လို့အဲ့ဒါကြီးပျောက်သွားရလဲဆိုတော့နည်းနည်းကောင်းစားတဲ့အချက်တော့ဖြစ်နေခဲ့ပါလေ။အဲ့တော့ကိုတို့ဒါမနေ့ကကစားသွားတဲ့ ပွဲစဉ်တွေတနင်္ဂနွေနေ့ပွဲစဉ်တွေအပြီးမှာအခုဒါကြည့်လိုက်တော့အမှတ်ပေးစရာထိပ်ပိုင်းမှာဒီအစစ်တစ်နဲ့၃နေရအတင်းကကြတော့ဒီရာဒီမဆခင်မှာ title race တွေရေပန်းစားတဲ့၃တင်းစလုံးကဒါအစစ်တစ်နဲ့၃ကိုပြန်ရောက်လာပါဘောနော်အာဆင်နယ်ကတော့အစစ်တစ်မန်ချက်စတာစီးတီးကတော့ရမတ်စကူမန်နဲ့အစစ်နှစ်ကိုရောက်လာတယ်အဲလီဗာပူးကလည်းဒါအက်စတိုမီလာကိုနိုင်လိုက်တဲ့အတွက်အစစ်၃ကိုပြန်ပြီးမှရောက်လာတယ်ဒီအခြေအနေလေးတစ်ခုရယ်နောက်ထပ်ဒီတခြားရက်တီမူလေးပေါ့လေဒါမနီတော့ဆိုရင်ဘူဗန်တန်ဒီပြပါရီယာဗီတာပါရီယာဒါထုတ်ခံလိုက်ရတဲ့အခြေအနေလေးရှိတယ်တန်စစ်စုံထဲမှာဘူဗန်တန်တို့ဒါအခြေအနေစိုးနေရ ာပြီးနောက်တဲ့ WhatsApp ကတော့ဒါမနေ့ကနိုင်တဲ့အတွက်နည်းနည်းလေးတော့အသက်ရှူတော့ခြောင်သွားခဲ့တယ်ပေါ့အဲ့တော့ပွဲစဉ်30အပြီးအချိန်ဒီလေးလဲ C2D Money Talk အစီအစဉ်လေးမှာတုံ့တက်ပြပါဦးညီဟုတ်ကောအဲပွဲစဉ်ဇာတ်လေးကပုံပေါ်လာတယ်ပေါ့နော်အဲရှိတင်ရှိတိုင်းတဲ့နေရာလေးတွေတွန့်နေသူရောက်လာတယ်တိုက်တဲ့ risk ကတော့ဒီ3သင်းပဲဆက်တိုက်ရမယ်လို့ပြောရမယ်အနေထားပေါ့နော်ဒါပေမဲ့ Arsenal အတွက်ကတော့ဟိုတော်တော်လေးတော့အားတာတယ်အားတာဆိုတော့လောလောဆယ်သူ6မှတ် Manchester City ကို6မှတ်ဖြတ်ထားတယ်ပေါ့နော်အဲ Liverpool လည်း5မှတ်ဖြတ်ထားတယ်အဲ့တော့ ဟိုနှစ်ပွဲစာရှိတယ်နှစ်ပွဲစာရှိပြီးတော့လက်ရှိအခုနောက်ပတ်ဆိုရင်အဲမန်ချက်စတာစီးတီးနဲ့လီဗာပူးနဲ့ကန်ရမှာပေါ့နော်အာဆင်နယ်ကဒီတလောအခုတလောနည်းနည်းလေးပွဲချောင်တယ်သူတို့ဆန်ဒါလန်နဲ့တွေ့မယ်ဆိုပေမဲ့ဆန်ဒါလန်အဝေးကွင်းပေါ့နော်အနည်းငယ်ကြက်တယ်လို့ပြောလို့ရမယ်ဘာဖြစ်ဖြစ်အသင်းကြီးစီစဉ်မတွေ့ရအဖြစ်တဲ့အတွက်တော့တော်သေးရပါလိမ့်အာဆင်နယ်တော့တော်တော်လေးအဆင်ပြေတဲ့အနေထားခြေစွမ်းပိုင်းရကြည့်မယ်ဆိုရင်လည်းအာဆင်နယ်ကအရန်ရန်တင်ကြိမ်နေတယ်ကိုမပေးရဘူးဆိုတော့အဆင်ကိုကြော်လွန်လို့ကန်ချက်ကိုမပေးရနေရ ိုးပေါက်တဲ့ကံကြက်ကိုမပေးရနေတာပေါ့နော်အဲ့တော့ဒါကြီးကတော်တော်ကြောက်ဖို့ကောင်းတယ်ဂွာဒီယိုလာတော့နောက်သွားသေးတယ်ဒီအာဆင်နယ်တကူပေးရင်ပေးရမှာပေါ့နော်တကယ်ပေးရမှာပေါ့ဆိုပြီးတော့ပေါ့နော်အဲ့အဲ့လောက်ကြီးကိုခိုင်မာနေရဖြစ်တဲ့အတွက်လက်တလောအနေထားတော့ဟိုအာဆင်နယ် AC ပဲလို့ပြောရမယ်ဒါပေမဲ့တေချာလာကအဲဒီ3သင်းလုံးဒီ1 2 3ပြန်ဖြစ်နေတာဖြစ်တဲ့အတွက်ပို့ပြီးတော့ဒါစိတ်ဝင်စားဖို့ကောင်းလာတယ်မန်စီတီကလည်းတိတိတသာအားကောင်းလာတော့တွေ့ရတယ်ပြီးတော့ဒါအဆင့်နှစ်ရောက်လာပြီပေါ့နော်အဆင့်နှစ်ရောက်လာတော့ ပိုကြောက်ဖို့ကောင်းလဲပေါ့အဆင်တဲ့အတွက်မန်စီးတီးလိုက်လာရင်ဆိုတာသူ့အရှိန်ဟွာပေါ့နော်ပြီးတော့ဟိုဒီသတင်းကြားမှာလည်းအပြိုင်မှုတွေကရှိခဲ့ပြီးသားအဲ့တော့ဒီဖိအားလေးတွေက automatic ဝင်နိုင်တဲ့အနေထားလေးရှိရပေါ့နော်အဲ့တော့စိတ်ဝင်စားဖို့ပိုကောင်းလာပြီပြောရမယ်မန်စီးတီးဒီနှစ်ယောက်လာတာကကြိုးစားရမှာပေါ့နော်ကျွန်တော်ပရီးမီယာလိအာတခုလုံးအပြည့်ရဲ့ပြည်သက်တဲ့အနေနဲ့လီဗာပူးကလည်းဘယ်လိုပဲပြောပြောဒီလောက်ချုပ်ထွေးနေတဲ့အနေထားတစ်ခုမှာတော့သူတို့ရက်တည်နိုင်တယ်ပေါ့နော် လီဗာပူးဆိုဆိုရင်ဒါအားလုံးတော်တော်ကြီးကိုဒုက္ခရောက်နေပြီလို့ထင်သားကြရပါတော့နော်။နောက်ဆုံးပရီးမီးယားလေး၄ပွဲဆက်တွေပါလေရှုံးတာပေါ့။ဒါပေမဲ့အခုအဆင့်၃လေ။အဲ့တော့ဒါကပဲသူတို့ရဲ့ level ကိုပြတာပေါ့နော်။အဲ့တော့ present 30အပြီးမှာတော့ဟိုဒီ30ကနေစတင်ပြီးတော့ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ journey တစ်ခုကျွန်တော်တို့မြင်ရမယ်။အားလုံးဒီကိုနေရာနဲ့ကိုဖြစ်နေကြပြီးတော့ကျွန်တော်တို့ပြောရမယ်ပေါ့နော်။ပြီးတော့ဒီချက်မြန်လေးဝင်ဝင်နေရာတွေပေါ့လေ။၄၅ပေါ့။၄ကတော့သေချာတယ်၅ကတော့မသေချာသေးဘူးပေါ့နော်။ဒီနေရာတွေအတွက်လည်းဒါဘုံပေါင်းတို့ ဘုံမောက်လို့လောလောဆယ်ရှိနေပြင်မဲ့ဒါ Chelsea ပြီးတော့ Tottenham Hotspur Manchester United အဲဒီအသင်းတွေပေါ့နော်ဒီအသင်းတွေကအဲ့ဒီ range တွေမှာရှိနေတယ်အဲ့တော့ title risk ကိုတိုက်မဲ့ title risk သမားတွေကတိုက်လိုက်မယ်ဒီဥရောပဝင်ခွင့်တိုက်မဲ့သမားတွေကလည်းဥရောပဝင်ခွင့်ကိုဒါတိုက်တယ်ပေါ့နော်ပြီးတော့သူတို့နဲ့မလန်းမကန်းပါလေဒီလက်ကျန်ဒီ conference league လို့ယူပါလီယို နေရာတွေဖြစ်လာမယ့်နေရာတွေတိုက်မဲ့အသင်းတွေရာလေဒီဝန်းကျင်ပေါ့နော်အပေါ်မောက်ကတော့ maybe အကုန်လုံးမျောလင်းလို့ရနိုင်တဲ့ခြေစွမ်းမျိုးရှိပါတယ်အဲဒီဝန်းကျင်မှာဒါ Crystal Palace တို့ Brighton တို့ Aston Villa Sunderland ဒီအသင်းတွေသူညံတဲ့သူလေးပေါ့နော်အောက်မှာကလည်းတန်းစင်းဆုံးတိုက်မဲ့အသင်းတွေရာဒါတိတာထင်ရှားပြီးသားဟိုဒီရာဒီမှာတန်းတက်လာတဲ့ဒါ Burnley နဲ့ List ရှိမယ်ပြီးရင်အခု Premier League မှာရုန်းကန်နေရတဲ့ Wolves ရဲ့ Watson ရဲ့အဲပြီးတော့ဒီဆုံးမကြအမားတွေကြောင့်ဒုက္ခရောက်နေရတဲ့ Nottingham Forest ရဲ့ဒီအသင်းတွေ ြည့်မယ်အဲ့တော့လက်ရှိပွဲစဉ်30ခရီးအပြီးကိုကြည့်လိုက်မယ်ဆိုရင်ကိုယ့်နေရာနဲ့ကိုကိုအောင်စုနေတဲ့ကိုဟိုနေရာတကျလေးတော့ဖြစ်သွားပြီပေါ့အဲ့တော့ဒီနောက်ထပ်အတိုက်ပွဲတွေကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ်လို့ကျွန်တော်လည်းထင်ပါတယ်ကိုအဲမှန်ပါတယ်ပွဲစဉ်30ပြီးမှတော့ မပေးအမတ်အနေထားရလဲကိုကြည့်လိုက်တော့ရန်လင်းလည်းမကွာဘူးပေါ့နော်မကွာဘူးကိုပြောမှလည်းဒါအချိန်နဲ့ရှိတဲ့အနေထားမျိုးလေးလည်းကိုမြင်ရတယ်။မှ United လို့ဆိုတဲ့ဒါလမ်းကြောင်းမှပြန်ရလာတယ်။ဒါပုံမှန်တိုင်းနဲ့ဆက်သွားမယ်ဆိုရင်ဥရောပဝင်ဝင်ဥရောပဝင်ဝင်ကနေဒါမပေးစရာထိပ်ပန်းကိုချင်းချောင်းနိုင်တဲ့အဆင်မျိုးကတော့ဒါရောက်လာနိုင်တဲ့အနေထားလေးကိုကိုဒါမြင်လာရပြီပေါ့နော်။နောက်ထပ်ဒီမနေ့ကတော့မနေ့ကတော့ဟိုတနေ့ကိုကိုကြည့်လိုက်တော့တန်တဲ့တင်းနေရတော့ဒီတပတ်တော့နည်းနည်းတော့အချိန်တွေတော့မကောင်းပါဘူးလေ။ဘူဗန်တန် sorry ဒီတန်တဲ့တင်းနေရှုံးထားတဲ့ဟာမျိုးတွေတော့ကိုဒါမြင်ရ ရလိုက်တယ်ဒီအခြေအနေလေးတစ်ခုကလည်းဒါယာစီတိမ့်ငန်ဒီအခြေအနေကိုပုံဖော်နိုင်မလားဆိုတော့ဟိုဒါဆက်ပြီးမှစောင့်ကြည့်လို့ရှိပါတယ်မန်နေဂျာအစီအစဉ်မှာဒါစီတူရဲ့တုံ့တက်ချက်တွေကိုလည်းဒါဖော်လို့ဝါဒနာရှင်တွေကျင်နာအားရလိမ့်မယ်လို့ထင်ပါတယ်အခုလိုမျိုးဒါပြပြဆိုဆိုတုံ့တက်ပေးပါအတွက်ဒါစီတူကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဆော့ဖ်ဝဲပရိသတ်တွေအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ